ပရိသတ်တွေအားလုံးတို့ခေတ္တပြုံမင်းအစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုံမင်းအစီအစဉ်မှာတစဉ်ရဲ့ထထရဲ့စွမ်းမနောကနေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပအရာတွေနဲ့တူတူတခြားဘဟုသုတတွေပြောပြပြီးတော့တင်ဆက်ပေးသွားမှာပါအဲ့တော့ဒီနေ့ခေတ္တပြုံမင်းရဲ့ထုံးစံတိုင်းရင်းဆုံးသတင်းလေးတစ်ပုဒ်ကိုစပြီးတော့ပြောပြပေးကြပါမယ်အဲ့တော့ဒီခါပြောချင်တဲ့သတင်းကတော့ဒါဟိုမင်းကလေးတွေပေါ့နော် online မှာဓာတ်ပုံတွေပါတယ်တင်းတဲ့ခါမှာဆိုရင်ဟုတ်ပြောပြရင်လို့ပြောပြရင်လည်းပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်လူတယောက်လူလက်ခွင့်ပိတ်ပင်နေလို့တဲ့ကိုကိုကိုရဂိုင်းဆိုလို့ရှိရင်လည်းကြိုက်မှာမဟုတ် ဘူးပေါ့နော်ဒီတစ်ခါဖြစ်သွားတဲ့အဖြစ်အပျက်ကဘာလဲဆိုတော့ဒီဆိုတော့မြန်မာပြည်မှာပဲဖြစ်သွားတာ online မှာဓာတ်ပုံတယ်ဒါပေမဲ့ဒီတစ်ခါတော့ကောင်းမလေးလွန်တော့မဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့သူ online မှာဓာတ်ပုံတင်ထားတဲ့ main ကလေးပေါ့နော်အဲ့ဒီ main ကလေးကိုသဘောကျတယ်သဘောကျတဲ့အခါမှာဆိုလို့ရှိရင်တဲ့သူကအဲ့အဲ့ main ကလေးရှိတဲ့နေရာကိုလိုက်ပြီးတော့ဓာတ်ထောက်ပြီးတော့ဖြေတောင်းနေတာတဲ့ ရှင်ရောအဲ့လိုလှုပ်เสียရလားเนาะအဲ့ဒါဓာတ်ထောက်ပြီးတော့အဖြေတောင်းတာပါတဲ့အဲ့လိုမျိုးဓာတ်ထောက်ပြီးတော့အဖြေတောင်းတဲ့အခါမှာဆိုင်ကယ်ကယ်ရီသမားတွေကမြင်ပြီးတော့သူ့လက်ထဲကတောင်းအတင်းမပြေးပြီးတော့ဆွဲလုပြီးတော့သူ့ကိုဒါသက်ဆိုင်ရပါတော့เนาะဌာနဆိုင်ရာစီကိုအပ်ခဲ့တယ်အဲ့ဒါကကြတော့သူကဘာလဲဆိုတော့နတ်ဆန်မြို့မှာရှိတဲ့ဒီမင်းလန်းဆောင်မှာဖြစ်ပွားခဲ့တာတဲ့လမ်းဆောင်ကြီးမှာပေါ့เนาะအဲ့လိုမျိုးဖြစ်ပွားခဲ့တာပါအဲ့တော့ဒီအဲ့ဒီမှာဆိုလို့ရှိရင်နတ်ဆန်မှာရှိတဲ့အမျိုးသမီးလေးတဲ့ကိုအွန်လိုင်းပေါ်မှာတွေ့ပြီးတော့သဘောကျတယ်နှစ်သက်တဲ့နှစ်သက်တဲ့ခါမှာဆိုရင်သူကအလုတ်ပြန်ပြန်တဲ့အချိန်ကိုစုံစမ်းပြီးတော့အဲ့မှာစောင့်ပြီးတော့ဓာတ်ထောက်ပြီးဖြေတောင်းတာ တယ်လူမြင်ကွင်းမှာအေးတော်အင်းအဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဗာလဲဆိုတော့ဟိုပေါ့နော်ဒီ sign gallery တမားတွေကမြင်ပြီးတော့ဒါဓာတ်ကိုဝိုင်းလူပြီးတော့သူ့ဖမ်းပြီးတော့ဌာနဆိုင်ရဲ့လက်ကိုအက်ခဲရတယ်ဆိုတော့ဟို main ကလေးအနေနဲ့ဒါတပ်ပုံကတော့လေကိုကောက်မှာကိုတင်ချင်မှာပဲဒါပေမဲ့အမျိုးသားတွေကလည်းတဖြည်းဖြည်းနဲ့တော့တရားလုံပြီးတော့ရန်ကောင်းမှုရဲ့လားဟုတ်လားဟုတ်တယ်အဲ့တော့တခါကျတတ်သွားရတာနဲ့အမျိုးစုံမလူလူတစ်ယောက်ရဲ့အသက်လူတစ်ယောက်ရဲ့အသားကိုပြောရမယ်ဆိုလို့ရှိရင်ဒါအသားငါးသက်တလို့မျိုးကိုသူတို့စိတ်ထဲမှာလေဘာမှကိုချင်းလင်းရင်လေးလိုမျိုးသဘောထားပြီးတော့တတ်ချင်နိုင်နေတတ်ပြီးလှုပ်ချင်နိုင်နေ ေလုံနေရတော့ဒါတော်တော်ကြီးတော့မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ကို Facebook မှာကိုယ့်ရဲ့ပုံကိုယ့်ရဲ့ တ်ပုံလေးတင်တဲ့ကိစ္စတစ်ခုမှဒီလောက်ထိအောင်မှဖြစ်သွားစရာလိုလားပေါ့နော်ဟိုတစ်ခါကျရင်တော့ကြည့်ရဆေးသုံးဆွဲမှုတွေပါရှိနေလားတော့မပြောတတ်ဘူးလို့ပဲဖြစ်ဖြစ်ဒါကိုကိုစိတ်ထဲမှာတစ်ခုခုပေါ့နော်ဖြစ်နေတဲ့ကိစ္စတစ်ခုသူများပေါ်မှာသွားပြီးတော့လေအဲ့လောက်ထိသွားပြီးတက်ရောက်မှုရှိရတော့မကောင်းပါဘူးနော်ကဲဒီတစ်ခါစပြောမယ့်အကြောင်းအရာကတော့ဒါကတော့ main ကလေးနဲ့အဲယောက်ျားလေးနဲ့ပေါ့ဘာသာပါပါပေါ့နော်အခုပြောမယ့်အကြောင်းအရာကယောက်ျားလေးအချင်းချင်းညောင်းပြောမလို့အဲယောက်ျားလေးအချင်းချင်းပေါ့နော်မိတ်ဆွေအဖြစ်ချစ်ခင်ကြရဆိုရင်ねရီးစားထားတယ်လို့ ျိုးပဲကျမ်းမာရေးကောင်းနေတဲ့အဲအကိုဟတ်ထဲမှာပါလာပါဗောနော်ဒီတော့အားပေးအမြောက်နေလို့ကုန်မယ်မိဆွေဖြစ်လို့ပြောတာနော်ယောက်ျားလေးချင်းစီခင်တဲ့အဆင်ကိုပြောတာနော်ချစ်တဲ့အဆင်မဟုတ်သေးဘူးဗောနော်ဒီတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါကိုဟတ်ထဲမှာဆိုရင်ကျမ်းမာရေးဘုသူတအနေနဲ့လဲဗောနော်ကျမ်းမာရေးရှုတာကနေပြောထားတာဒီတော့ယောက်ျားလေးအချင်းချင်းတကယ်ကိုငယ်ပေါင်းကြီးပေါ့မိဆွေလူမျိုးပဲခင်မင်ကြတာဆိုရင်ဟိုတချို့ယောက်ျားလေးဆိုတကယ်ကိုဖက်လဲတကင်းနေကြတယ်ဗောနော်ဒီတော့ဒါတို့ဒီလူမျိုးဒါဗောနော်သူတို့အနေနဲ့ခင်မင်နေဆိုတာလေတဲ့ဒါယောက်ျားလေးအချင်းချင်းဒါတန်ရုံးစင်ဖြစ်တယ်တန်ရုံး ုံးစင်ဆိုတာတကယ်ချင်းတန်ရုံးစင်ပေါ့နော်အဲ့လိုဖြစ်ကြတာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်တို့တွေရာဆိုရင်ဘာပဲပြောပေါ့နော်ရီးစားထားတဲ့လိုမျိုးပဲတို့တို့အခဏကိုအတွက်ကိုလည်းကျမ်းမာရေးကောင်းချို့အများရှိပါတယ်တဲ့ပြီးတော့ဟိုလိလသူတွေကနေပြီးတော့ဘယ်သူတွေနဲ့ရှင်တွဲပြီးပြောထားလဲဆိုတော့အဲအခုပေါ့နော်ဒါဟောလိဝုဒ်မှာရေပန်းစားနေတဲ့မင်းသားလီယိုနာโดအဆိုရင်တွန်ဟာဒီနဲ့သူကအရန်ချစ်ခင်ရင်းနေတယ်နောက်ပြီးတော့ဒီမက်ဒေမွန်ကလည်းဘန်နက်စတက်နဲ့သူကဒါတအားရင်းနေတဲ့မိတ်ဆွေလိုမျိုးပဲနေထိုင်ပြီးတော့ပေါ့နော်အဲတွားလိုက်တဲ့အခါကျရင်တပူတွဲတွဲတွဲတပုံရတဲ့အခါကျရင် နဲ့ဖက်လက်တကင်းတပုံရိုက်တာမျိုးဒါမျိုးတွေတွေ့ရတယ်အဲ့လိုတွေ့ကြတဲ့အခါမှာများသောအားဖြင့်ယောက်ျားလေးချင်းချင်းတအားရင်းနေပြီတယောက်နဲ့တယောက်တအားခူးဆိုင်နေပြီဆိုမိန်းကလေးတွေက မတင်ကားတော့ဘူးဒီတယောက်ဘာလဲပေါ့နော်အဲ့လိုမျိုးဖြစ်ကြတာတကယ်တော့လေအဲ့လိုမျိုးခင်မင်ရင်းနေရဆိုတာတဲ့သူကဒါပဲဆိုကိုချစ်ခင်တဲ့သူတွေနဲ့အတူတူနေရတယ်အဲ့လိုနေရတဲ့အခါမှာဆိုရင်တဲ့သူကအတူရှိနေတဲ့အခါမှာဆိုရင်အုံနောက်ထဲကနေအောက်ဆီတိုဆင်းဆိုတဲ့ဟော်မုန်းထွက်လာတယ်အဲ့ဒီဟော်မုန်းကကြတော့စိတ်ပီစီမှုများတာကိုရှော့ချပေးပြီးတော့လူကိုအသက်ရှင်အောင်လုပ်ပေးနိုင်တယ်တဲ့အောက်ဆီတိုဆင်းဟော်မုန်းထွက်ရှိလာတဲ့အတွက်ကြောင့်တဲ့ဒါပေါ့နော်အဲတမိစားချင်းချင်းပေါ့နော်တမိစားချင်းချင်းချစ်ခင်တာပဲဖြစ်ဖြစ်ယောက်ျားလေးအချင်းချင်းတန်ရောက်စဉ်တွေ့လို့ဒါဟိုတငယ်ချင်းအဆင်ပေါ့နော်ဒါပျော်ပျော် ွှင်နေကြတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအခြေမျိုးမှာဆိုရင်အောက်ဆီတိုဆင်ဟော်မုန်းဆိုတာကသူကထွက်လာတယ်အဲ့ပမာဏထွက်လာတယ်တဲ့ဒီတော့ယောက်ျားလေးမိတ်ဆွေထားတာကောင်းပါတယ်တဲ့အဲပြောမယ်ဆိုရင်ပေါ့နော်ဒီလိလာသူပေါ့နော်သူကပြောထားတာဆိုရင်ဒါဒိလာချက်ဥဆောင်နေတဲ့ဒေါက်တာအဲလစ်ဘတ်ကာဘီကပြောထားချက်အရာဆိုရင်ပေါ့နော်ယောက်ျားလေးအရာဆိုရင်များသောအားဖြင့်တရိတ်ဆန်လေးမှာကြည့်မယ်ဆိုရင်အထီးအချင်းချင်းတဲ့တယ်လို့မရှိဘူးလေသူတို့အမြဲရန်လို့နေကြတာပေါ့နော်အဲ့အတွက်ကြောင့်ねတကယ်ဆိုရင်သူတို့ကအဲ့ဒီယောက်ျားလေးတွေမှာဆိုရင်ဘာလဲဆိုတော့သူတို့ရဲ့ဗီဇကရန်လို့တက်တဲ့သဘောပုံစံမျိုးပါလာတယ်တဲ့ ဒီတော့ကြွက်တွေကိုစမ်းသပ်ကြည့်တဲ့အခါမှာကြတော့တဲ့ကြွက်အထီးလေးတွေကသူတို့ဒုက္ခရောက်နေတဲ့အချိန်မှာတော့တခြားအထီးတစ်ခါကသူတို့ဘေးနားမှာရှိနေရဆိုရင်အဲ့ဒီဒုက္ခကနေမြင်မြင်သူတို့စိတ်သက်သာရလာတာကိုသူတို့တွေးရှိခဲ့ရတယ်တဲ့။နောက်ပဲအဲ့အောက်ဆီတိုဆင်ဆိုဟော်မုန်းတွေလည်းထွက်လာတယ်။အဲ့တွက်ကြောင့်ပေါ့နော်။ပြောမယ်ဆိုရင်ဒါပေါ့နော်ဟိုယောက်ျားလေးချင်းချင်းမိတ်ဆွေလိုမျိုးချစ်ချစ်ခင်ခင်ပေါင်းသင်းပြီးတော့နေထိုင်နေဆိုတာတဲ့။ကျမ်းမာရေးအတွက်ကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတာကိုသူတည်တည်ကပြောထားတယ်။တကယ်တော့ယောက်ျားလေးချင်းချင်းမိန်းကလေးချင်းချင်းပေါ့နော်ဒါကိုကိုချစ်နေရဲ့ကိုတန်ရုံးစင်ရှိရဲ့သူနဲ့အတူတူရှိနေရဲ့ဆိုရ ုံနဲ့တွေကိုကိုယ့်အတွက်ကိုကျန်းမာရေးကောင်းနေပြီပေါ့ခုနပြောသလိုပဲအောက်ဆီဒိုဆင်ဟော်မုန်းထွက်လာတဲ့အသက်ရှိရှိနေရတယ်ပေါ့အခုပြောပြမဲ့တဲ့ဒီအကြောင်းအရာကကျတော့အိမ်တိုင်းမှာ air fresher သုံးမှုကြရတဲ့လူကြီးပဲပေါ့နော်အိမ်တိုင်းမှာလည်း air fresher ဘူးကြီးရှိရပြီးတော့ကားထဲမှာလည်း air fresher ဘူးထားရတယ်ပေါ့ပြီးတဲ့အခါမှာဆိုလို့ရှိရင်တချို့ဒါခလေးလေးရှိရဲ့အိမ်ဒီမှာဆိုလို့ရှိရင်လည်းဒါလေကို air con ဖွင့်ပြီးပါလေတက်အောင်ဆိုပြီးတော့လေဟိုမွှေးအောင်ဆိုပြီးတော့လေဒါဖြန်းချအမျိုးကြီးရှိရပေါ့နော်ပြီးတော့ air fresher ဖြန်းတဲ့အခါမှာဆိုရင်သူ့ရှူရှိုင်းမိရတဲ့လူကြီးအနေနဲ့ဆိုးကျိုးတွေရှိရဲ့ဒီအခါမှာဆိုလို့ရှိရင်ဒီဆိုးကျိုးတွေနဲ့ပတ်သက်ပြီးတော့ ော့ premium တဲ့နိုင်ငံတွေပေါ့နော်နိုင်ငံကြီးတွေမှာဆိုလို့ရှိရင်ဒီ air fresher ဘူးရဲ့ဆိုးကျိုးကိုတိပြီးတော့မတုံးကြတော့ဘူးလေအဲမတုံးမှုတွေလည်းကြားမြင်နေကြရပေါ့နော်ပြီးရခါမှာဆိုရင်ဒီ air fresher ထုတ်လုပ်တဲ့ company တွေကိုဆိုလို့ရှိရင်လေဒီ air fresher ဘူးတွေမှာပါတယ်အဓိကကတော့သူက facility test ပေါ့နော်ဒီ facility test ပါတဲ့အတွက်ကြောင့်ဒီလိုမျိုးဆိုးကျိုးတွေဖြစ်တာဟဲ့ဒါကြောင့်မလို့ air fresher ဘူးတွေမှာဒီ data မျိုးကိုမထည့်ဖို့အတွက်ကိုတားမြင်နေရဒါပေမဲ့လေအခုလက်ရှိမှာဆိုလို့ရှိရင်လေ air fresher ဘူးတွေကြီးကြီးလိုက်ပါနေတာပဲဘလို့ပဲပြိမ့်ပြိမ့်မဲ့ပေါ့နော်ဒီလိုမျိုးထုတ်ထားတဲ့ဘူးတွေကလေ ဈေးကွက်ထဲမှာရှိနေတယ်ရောက်နေရပေါ့နော်ဒီတော့ပြီးတော့လဲဒါပိတ်ပင်မိမဲ့လဲအရင်ကမထီရောက်သေးဘူးလို့ပဲပြောရမှာမသိဘူး air fresher ဝေးရမှာပါနေသေးတော့မယ်တဲ့ဒီတော့ဒါရှုံမိရခါမှာဆိုလို့ရှိရင်အမျိုးသားတွေအမျိုးသမီးတွေမှာဆိုဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့မျိုးပွားနိုင်တဲ့ hormone တွေဒါတွေကိုသူကသွားပြီးထိခိုက်တယ် hormone တွေတိတိတသာကျဆင်းစေရပေါ့နော်ပြီးတော့ဒါအမျိုးသားအမျိုးသမီးရောပြီးတော့ clean ငင်လေးရွှေရှိုင်းပြီးပြီဆိုလို့ရှိရင်လဲသွားပြီးတော့ပေါ့နော်ဆိုးကျိုးဖြစ်စေရတဲ့ဒီတော့ American နိုင်ငံမှာဆိုလို့ရှိရင်2009ခုနှစ်ကနေစပြီးတော့လိုမျိုး air fresher ဘူးတွေမှာဒီ fat light က်ကိုပေါ့နော်ထဲတဲ့ဟာကိုဒါပိတ်ပင်ကြားမြင့်နေတော့မယ်တဲ့ဒါအဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဒီ fat lake ဓာတ်တွေကိုဖဲထုတ်ပေးဖို့အတွက်ကိုတော့ပြောထားတယ်ဒါပေမဲ့တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုလို့ရှင်တော့အခုလိုပဲဓာတ်ဥအစိတ်တင်နေပေါ့နော်အရာတွေဒီ air fresher ဘူးတွေမှာအသုံးပြုနေစေပဲတဲ့ဓာတ်တွေကိုလည်းတွေ့ရှိနေရတယ်ဆိုပြီးတော့ပြောထားတယ်ဒီတော့ဒီလိုမျိုးတော့ဒီထောက်ထုတ်တဲ့သူတွေအနေနဲ့ထည့်သွင်းနေတော့မယ်ဆိုလို့ရှင်တော့အသုံးပြုသူအနေနဲ့ကတော့စင်ချင်ပြီးတော့မတော့မှုတော့အရေးကြီးရပါတော့နော်ဟုတ်ပါတော့ပြီးတော့ air fresher အနက်မှုရယ်လေဒါပေမဲ့သူကဘာလဲဆိုတော့အဲ့ air fresher ကိုရှူလိုက်ပြီဆိုလို့ရှင်နဲ့သူ့ကိုရှူလိုက်တဲ့ ိုးချိုးကဒီအမိုက်ပုံတဘုံကနေပြီးတော့ထွက်လာတဲ့ဆိုးဆိုးကအနံ့နေရှူသွင်းတာနဲ့အတူတူပဲတဲ့ဟိုမွေးရတယ်မမွေးရပဲကွာတယ်ဟုတ်ပါနော်ကဲအခုဆိုလို့ရှင်တော့ပထမပိုင်းအနေနဲ့တရင်အကြောင်းအရာချို့တင်ဆက်လုပ်ပေးသွားပြီးထပ်မံပြီးတော့တင်ဆက်ဖို့အတွက်အကြောင်းအရာကြီးကြည့်နေပါသေးတယ်အစီအစဉ်ဒီမှာခဏလေးရန်နာမယ်နော်